ကျွန်တော်ဘယ်လိုလုပ်ပြီးတော့ barbell bench press ကိုမှန်မှန်ဆော့အောင်လဲဆိုတော့ကျွန်တော်ပြရင်မှာဖြစ်ပါတယ်။ Okay ။အဲ့တော့ကျွန်တော် barbell bench press ဆော့ဖို့အတွက်ကျွန်တော်ဘာလို့လဲကျွန်တော်ဒီလိုမျိုး set up လေးရှင်းတော့အကောင်းဆုံးပဲပေါ့ like ဒီမှာလဲကျွန်တော် safety way တွေပဲရှိရဲ။ Okay ။ Let's get started ။ပထမဆုံးကျွန်တော် flat ဖြစ်တဲ့အတွက်ကြောင့်မလို့ထိုင်ကုန် flat ထားပါ။ Okay ။ပြီးပြီဆိုရင်ဒီခြေရောက်အနေထားခြေရောက်အနေထားကျွန်တော်ခန္ဓာကိုယ်နဲ့ထိုင်ကုန်နားကိုကပ်မယ်။ Okay ။အဲ့ခြေရောက်အားသုံးလို့ရအောင်လို့အတွက်ဟုတ်ပြီလား။ပြီးပြီဆိုရင်ကျွန်တော်ကင်တဲ့အချိန်မှာဒီမှာကျွန်တော်ဒီကင်တဲ့ barbell ပေါ်မှာဒီ ဒီ grip လေးရှိရဲအဲ့ဒီ grip ကိုဒီ left side ဆာတော့ကျွန်တော်ခြံပြီးတော့မှဂိုင်လို့ရတယ်ဆိုတော့ဒီမှာဂိုင်ကြည့်ပါ alright good left side ဆာရပြီးသွားပြီ okay အဲ့ဒီ position ရပြီးဆိုရင်နောက်တစ်ခုဘာကိုကြည့်မလဲဆိုတော့ကျွန်တော်တို့ဒီထိုင်ကိုခါကိုကော့မယ် okay ဒီခါကိုကော့လိုက်တဲ့ဒီခါကိုကော့မယ်ပြီးဆိုရင်ဒီယင်ဘက်ကအပေါ်တက်လာမယ် okay အဲ့ဒါကိုကျွန်တော်လိုချင်တာ chest press တော့နော်အဲ့တော့ကျွန်တော် chest ကို target လုပ်ချင်တာ alright ဆိုတော့ပထမအဦးဆုံးကျွန်တော်တို့ဘယ်လိုယူရမလဲဒီအပေါ်ကနေအရင်အရှိကိုမှားလာမယ် okay let's go โอเคအရှိ့မှာပြီးွားပြီ good ဒီ position ကမပြောင်းွားဘူးเนาะဒီခါကကော်ရမယ်ယင်ဘက်လည်းအမြဲကော်ထားမယ် alright ပြီးပြီဆိုရင်ကျွန်တော်တို့အောက်ကိုဖြည်းဖြည်းလေးချမယ်ပြီးပြီလေးရှင်စီ good ဒီယင်ဘက်ရဲ့အလဲကိုကျွန်တော်တို့ချဖို့လုပ်မယ်ပြီးရင်အပေါ်တန်းတက်မယ် good အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီလုံးဝဒီမှာပဲတော့ target လောက်တာပါယင်ဘက်ကို alright နောက်တစ်ခါနောက်တစ်ချက်လောက်ပြန်မပြမယ်အပေါ်ပြန်တက်မယ် good perfect အဲ့ဒါပဲပြီးရင်အလဲကိုပြန်ချမယ် okay အဲ့ဒါပဲ